ာကက်လက်စစ်ကထထုတ်ရေလုပ်ငန်းတွေမှာနေရာရလာဖို့အတွက်နဲ့မျိုးဆက်သစ် နေပညာမြင့်ကားတွေထုတ်နိုင်ဖို့အတွက်ဂျပန်ကားကုမ္ပဏီဂျီမတ်စတာဟာတရုတ်ကဘက်ထရီထထုတ်ရေလုပ်ငန်းစုကြီးဖြစ်တဲ့ CATL နဲ့ပူးပေါင်းလိုက်ပါတယ်။ဒီပူးပေါင်းမှုရဲ့အကျိုးဆက်ကတော့မတ်စတာကထုတ်မဲ့ကားတွေရဲ့ skateboard ချက်စီတွေကို CATL ကအတိအကထထုတ်ပေးဖို့ဖြစ်ပြီး CATL ကထုတ်တဲ့ဘက်ထရီတွေကိုဒီကားတွေမှာအတိအကသုံးသွားဖို့ပဲဖြစ်တယ်လို့နှစ်ဖက်တာဝန်ရှိသူတွေကပြောပါတယ်။ ဒီပူပေါင်းမှုကမာစတာနဲ့ CATL တို့ကြားမှာတိုက်ရိုက်ပူပေါင်းမှုမဟုတ်ပဲတရုတ်မှာမာစတာနဲ့အကျိုးတူပူပေါင်းပြီးကားတွေထုတ်နေတဲ့မာစတာချမ်းအန်လုပ်ငန်းစုနဲ့ပူပေါင်းတာလို့လည်းတရုတ်သတင်းတွေက ပြောပါတယ် CATL နဲ့ပူပေါင်းလိုက်တဲ့အတွက်ကြောင့်ပဲအနာဂတ်မှာမာစတာနဲ့ချမ်းအန်တို့ဖက်ဆက်လုပ်ငန်းကနေထုတ်မဲ့ကားတွေရဲ့ကိုထယ်တွေဟာ CLLC လို့ခေါ်တဲ့ Sell to Chelsea platform ကိုသုံးသွားဖို့ရှိနေပါတယ် ပူပေါင်းထားတဲ့လုပ်ငန်းစုဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလက CLTL ကမိတ်ဆက်ပြသသွားခဲ့တဲ့ CLC ကိုထယ်အောင်ပြီးကားတွေထုတ်သွားမယ်လို့လည်းကြေညာထားပါတယ်။ဒီကိုထဲရဲ့တိဆောက်ပုံကတာမန်ကားကိုထဲတွေရဲ့တိဆောက်ပုံနဲ့မတူပဲအပေါ်ပိုင်းနဲ့အောက်ပိုင်းကိုခွဲထားတဲ့ထူးခြားချက်လည်းရှိပါသေးတယ်။ခွဲထားတဲ့ပိုင်းကိုမော်ဂျူလာစနစ်ခွဲတွေနဲ့အင်တာဖေ့စ်ခွဲထုတ်ထားသလိုကိုထဲတစ်ခုလုံးရဲ့အပြင်ဖက်မျက်နှာပြင်ကလည်းအစ်စ်ထွက်လာတဲ့နီးစနစ်တွေအပေါ်မှာအခြေခံဖွဲ့စည်းထားပါသေးတယ်။ ကိုထရဲ့ဖွဲ့စည်းပုံပိုကောင်းလာဖို့အတွက်ဟတ်ဝဲနဲ့ဆော့ဝဲနှီးပညာပိုင်းထည့်သုံးထားတယ်လို့ CATL တာဝန်ရှိသူတွေကပြောထားပါတယ်ဒီကိုထဲယူပြီးမာစတာနဲ့ချမ်းအန်တို့တိစောက်မဲ့ကားတွေကမြူးကားတွေဖြစ်တယ်လို့အချိန်တိုတိုအတွင်းမှာပဲအောင်မြင်မှုရလာလိမ့်မယ်လို့လည်းယုံကြည်ထားကြပါတယ်။ဒီကားတွေဟာကြန့်ခိုင်မှုနဲ့ပေကင်းလုံခြုံရေးအပိုင်းမှာအရေးသွေးပြည့်တဲ့အတွက်ပြည်တွင်းစည်းကွက်မှာအောင်မြင်လာနိုင်မယ်လို့လည်းတွက်ဆထားကြပါတယ်။ ဒီကားတွေကိုတရုတ်ပြည်တွင်းစီးကွက်မှာတာမကပဲကမ္ဘာစီးကွက်ထိရောင်းချနိုင်ဖို့အတွက်လည်းပြင်ဆင်ထားတယ်လို့ပြောဆိုထားပါတယ်။မစ္စတာဟာရှန်ဟိုင်းအော်တိုရှိုးမှာ 6E sedan ကားကိုမိတ်ဆက်ပြသခဲ့တယ်လို့မကြာခင်မှာပဲ E-60 SUV ကားတစ်ခုကိုမိတ်ဆက်သွားဖို့ရှိနေပါတယ် တရုတ်နိုင်ငံရဲ့လက်စစ်ကားစီးကွက်မှာအောင်မြင်မှုတွေရဖို့အတွက်မာစတာဟာအမေရိကန်ဒေါ်လာ1.4ခုဘီလီယံရင်းနှီးမြှုပ်နှံထားပြီးလာမယ့်2029ခုရောက်မှာတော့နှစ်စဉ်ကားအစီးရေ3သိန်းအထိဈေးကွက်ထည့်ရောင်းချနိုင်ဖို့ပြင်ဆင်နေပါတယ်ကုမ္ပဏီနှစ်ခုပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးပွဲကိုလည်းတာဝန်ရှိသူတွေအားလုံးတက်ရောက်ခဲ့ကြတယ်လို့မာစတာချန်အန်ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။